ုလိုအကြောင်းရင်းတွေကြောင့်သမီးရွယ်ကောင်မလေးကိုသိမ်းပေါင်းတပေါင်းကျော်နဲ့တူစိန်နဲ့ဗရမားပိတ်တာလိုက်ခြင်းကတင်တောင်းခဲ့တဲ့တရုတ်ဆောင်စီးရောင်လောကမျိုးသမီးတွေအတွက်ဂုဏ်ရဆုံးချင်းကတော့မိမိရဲ့ချစ်သူကြီးစာခင်မိုးတွေကအမျက်တနို့တန်ဖိုးထားကတင်တောင်းလာပါမယ်ခုချိန်မှလည်းချင်းရဲကောင်မလေးအတွက်သိမ်းပေါင်းတပေါင်းကျော်ရွှေတပိတ်တာနဲ့တူကွန်တော်တိုက်ခန်းတစ်ခန်းရေယိုးမြင်ကြီးတဲ့တိုက်ခန်းနှစ်ခန်းနဲ့တူတရုတ်ဆောင်စီးရောင်ကတင်တောင်းလိုက်တာပါတရုတ်ဆောင်စီးရောင်ရင်ခင်က VCD တခြင်းတွေမှာတရုတ်ဆောင်နဲ့မင်းသားတစ်လက်ဖြစ်ပါတယ်တရုတ်ဆောင်စီးရောင်ဟာယူပါဖြောင်းကနှွှင်းရလေးမလို့ မျိုးသမီးပြည်သက်တွေကလည်းတဲတဲလို့အားပေးကြတဲ့မင်းသားပါဒါပေမဲ့လည်းမင်းသားစီယာဟာအသက်40ကျော်နဲ့ထင်မိမတွေပတ်သက်မှုကင်းရှင်းကအမေနာမှာပဲလူပြိုကြီးပွားနေမိခင်ကြီးကိုပြုစုဆောင်ရှောက်ပေးနေရပါဒါကလည်းဖောက်ခင်ကြီးမရှိတဲ့လို့ဇေယျရဲ့ညီမလေးကအိမ်တော်ကြသွားတာမလို့ဇေယျကပဲမိမမျိုးပဲနဲ့မိခင်ကြီးကိုဆောင်ရှောက်နေရပါဒါပေမဲ့လည်းခုခါမှာတော့လူပြိုကြီးဇေယျဟာအချစ်စင်နဲ့တွေ့သွားပါပြီဇေယျဟာသူ့ထက်အသက်25နှစ်တိတိငယ်တဲ့အသက်16နှစ်ရဲ့မိန်းကလေးငယ်တယောက်ကိုချစ်ကြိုက်ခဲ့တာပါဇေယျချစ်ကြိုက်ခဲ့တဲ့ကောင်မလေးကတော့မက်ယွန်းဝရီစောခေါ် ချောမလာပါတဲ့ကောင်မလေးပဲဖြစ်ပါရင်တကယ်ဆိုရင်အသက်၁၉နှစ်ရသားရှိပေမဲ့မက်ယူရီဆိုတဲ့အသက်၄၀ကျော်ရင်တရုတ်ဆောင်ဝင်သားစီရတော့ဟာအသားဖာရွယ်နေပါမယ်။ဒါပေမဲ့လည်းချစ်မမျက်စိမရှိအသက်ရွယ်မရှိဆိုတော့တရုတ်ဆောင်စီရနဲ့မက်ယူဝရီဆိုတော့ကတော့ချစ်ချင်လက်ချက်ဖို့တော့ဆုံးဖြတ်လိုက်ကြတာပါ။အခုဆိုရင်အသက်၄၀ကျော်ရင်လူပြောကြီးစီရတယောက်အသက်၁၉နှစ်ရွယ်မက်ယူဝရီဆိုတော့အတွက်ရွှေတပိတ်တောင်စိတ်တစင်ဆောင်ဗရမညာတစင်ဆောင်ငွေသိမ်းပေါင်း1500နဲ့သိန်း1000ကျော်တန်းကွန်တော်တိုက်ခန်းတစ်ခန်းရိုးရိုးတိုက်ခန်းတစ်ခန်းတန်မိုးငွေစုစုပေါင်း မြန်မာငွေ3000ကျော်နဲ့တင်သောင်းခဲ့တာပါဒါကြောင့်လည်းလူတွေအားလုံးကအားသိနေရပါတယ်တချို့ကလည်းဇီယာဟာဒီလောက်ချမ်းသာကြွားမှုတွေကြောင့်တမီးရွယ်မင်းကလေးကိုငွေနဲ့စီရင်သိမ်းသွင်းထားလို့လဲဆိုပါတယ်ဒါမှမဟုတ်တကယ်တမ်းမှာတော့တေယုဆောင်ဇီယာလက်ထက်မဲ့ချစ်သူကောင်းမလေးဟာတေယုဆောင်ဇီယာထက်တော်မှချမ်းသာကြွားရတယ်လို့သိရပါတယ်တို့ပြန်တော့တေယုဆောင်ဇီယာနဲ့လက်ထက်မဲ့ချစ်သူလေးဟာဝန်ပြည်နယ်ပေါင်မြို့နယ်ကမြို့မြတဲ့ဖုန်းရှင်တထေးသမီးလို့ဆိုပါတယ်ဇီယာရဲ့ချစ်သူမတ်ယုံဝရီဆောင်ရဲ့မိဘတွေဟာရာဘာလုပ်ငန်းနဲ့တူတခြားသောစီးပွားရေးလုပ်ငန်းမျိုးစုံကိုလည်းလုပ်ကင်ကော တော်တော်လေးကိုချမ်းသာကြွားရလို့ဆိုပါတယ်။ဒါ့အပြင်စိန်ရွှေရနာလုပ်ငန်းတွေကိုလည်းလုပ်ကင်နေလို့သိရတာပါ။ဒါ့အပြင်မတ်ယုံဝရီဆောင်ရင်းနေဟာနန်းတော်လာခန်းသာလှပတော်လေးတွေ့ရပါတယ်။ဒါကြောင့်လည်းမတ်ယုံဝရီဆောင်ဟာငွေကြောင်သူမအဖေလောင်ရှင်ရဲ့တရုတ်ဆောင်စီယာကိုလက်ထပ်တာမျိုးမဟုတ်ပါဘူး။မတ်ယုံဝရီဆောင်ဟာတရုတ်ဆောင်စီယာကိုချစ်တယ်လို့တမျိုးအကောလိုတကောဖောက်ခင်တယောက်လို့အမေရိကန်ချစ်မြတ်လူကြီးလက်ထပ်တာဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။ဒီပတိုင်းမှာတော့လူတွေကမတ်ယုံဝရီဆောင်ဟာတရုတ်ဆောင်စီယာကအဖေရဲ့ဖြစ်တာမလို့တကယ်မချစ်ဘဲနဲ့ငွေကြီးချူဆောင်းလာမယ်ဆိုရင်ကြီးသားပါ။ ဒါပေမဲ့မယုံဝတီဆောင်ကတော့တရုတ်ဆောင်စီရကိုအကောလောဖေလို့ခင်မုံလို့ပြုစုဆောင်ရှောက်သွားမယ်လို့ဆိုရင်တရုတ်ဆောင်စီရကတော့ခုလိုလိမ္မာရေးချရှိရဲ့ကောင်းမလေးကိုလက်ထပ်နိုင်လို့လဲတတုံလေးကိုဝမ်းသာခွင့်ယူနေပါတယ်။ဒါပေမဲ့လည်းမင်္ဂလာဆောင်တဲ့ချိန်မှာဖောက်ကြီးကြီးကိုလည်းတတိယလွမ်းဆလို့မိခင်ကြီးနဲ့တူတူငွေကြေးပေးပါသေးတယ်။ဒါပဲဖြစ်ဖြစ်ခုချိန်မှာတော့မယုံဝတီဆောင်လို့လိမ္မာတဲ့ဇနီးလေးကသူတို့အသားမီးနှစ်ယောက်ထဲရှိတဲ့ဘဝတွေကိုဝင်လာပြီးလို့ပျော်ရွှင်နေရမယ်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဇနီးငယ်ငယ်ချောချောလေးကိုတံမိုးထားလက်ထပ်ခဲ့တဲ့ တရုတ်ဆောင်ဇင်အပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်